မြန်မာကလက်ခံကျင်းပတဲ့ U19 ပြိုင်ပွဲမှာလက်မှတ်မှောက်ခိုးတွေမရှိအောင်တတိထားရောင်းချနေတယ်လို့လက်မှတ်ရောင်းချသူတွေကပြောပါတယ်ဦးစိုးတီဟာသတင်းပြပို့ထားပါတယ်ခင်ဗျာမြန်မာနိုင်ငံကအင်ရှင်ပြည့်လက်ခံကျင်းပခဲ့တဲ့ဘောလုံးပြိုင်ပွဲတိုင်းမှာမှောင်ခိုးလက်မှတ်ရောင်းချမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့ U19 ပြိုင်ပွဲမှာတော့မှောင်ခိုးရောင်းချမှုတွေမပေါ်ပေါက်လာဖို့တတိထားရောင်းချနေတယ်လို့လက်မှတ်ရောင်းချနေသူတွေကဆိုပါတယ်ဆရာအားနေချက်တွေသင်ခန်းစာကြီးပုံစံပြည့်တယ် ုတ်လားဘာရပါ့မလဲဘူးလာရတဲ့တရားကြည့်ရအောင်ပြောပါကျူကျူကျူတို့ဆောင်းမောင်းနဲ့ရအောင်ဟုတ်တယ်ဘူးပါဆောင်းနဲ့ဘူးတုံးဘူးကကြတော့အဲ့ဒီကစားမယ်နေကြလို့ရှိရင်ဆောင်းမောင်းနဲ့ဟုတ်တယ်ဆောင်းမောင်းနဲ့ရောင်းပေးပါဟုတ်တော့ဒီနေ့ပြရအောင်ဟုတ်ပါတယ်။အဲ့ဒီလေဟုတ်ပါတယ်။ဒီမှာမိသားစုတိုင်းနန်းနေရောရလာ။ရန်နေရောတော့ပြောနေတယ်။ဒီကြည့်မယ်။ဒီဆောင်လုံးနဲ့ပြောပါဦး။ အဲဒီလိုပုံစံရကြတော့ဆက်ပြုတ်ဖို့နေရာမရှိပါဘူးစီဗိုင်းတော့စီစဉ်ရတာစီရင်ကမှဆိုင်အောင်ညှိတောင်းရတယ်စီရင်ကတော့တော်တော်ဘာမှူးဖြစ်သွားတယ်တချို့မြန်မာအသင်းပြိသက်တွေကတော့မောင်ကိုရောင်းချတာတွေဖြစ်လာနိုင်တယ်လို့လည်းသုံးသပ်ကြပါတယ်ဟိုလက်မှတ်တွေဖြစ်လာနိုင်လေလားကိုဖြစ်လာနိုင်ပါလေဟိုကဘာစီးကျင်းလို့လက်မှတ်မျိုးဖြစ်လာဒီနေ့ဘွဲမှာတော့ပြောတဲ့တော့ပြန်ပြန်ထဲရလဲကောင်းတယ်အခုကသူ short လောက်တက်နေရ တော်ကမြန်မာနိုင်ငံလို့ယုံကြည်ထားတယ်မြန်မာနိုင်ငံကအင်ရှင်ပြည်လက်ခံကျင်းပခဲ့တဲ့ပြီးခဲ့တဲ့စီးကိန်းတိုင်ပွဲကာလကမြန်မာအသင်းပွဲတင်တချို့မှာရိုးတက်လက်မဲ့တဆောင်ကိုကျက်နှစ်ထောင်သာတတ်မှတ်ထားပေမဲ့ကျက်9000ဝန်းကျင်လောက်ထိမောက်ကိုသေးပောက်ခဲ့ပါတယ်။ဒီကနေ့ရှင်မင်းကစားမဲ့ထိုင်းအသင်းရဲ့ပွဲကိုလည်းမြန်မာပြည်သက်အများပြားလာရောက်ကြည့်ရှုကြမှာဖြစ်တဲ့အတွက်မောက်ကိုလက်မဲ့ရောင်းချတာတွေဖြစ်လာနိုင်တယ်လို့လည်းတုံ့တက်နေကြပါတယ်။ကျွန်တော်ဆိုတည်ပါပါ။